ညာရှိရလဲမေကွန်းမေးမှဖြေတယ်။ဉာဏ်နဲ့ချိန်မှာတိတ်ဆိတ်။ Noble silence ။ဒါကြောင့်မြတ်စွာဘုရားကို အထင်လွဲခံရတယ်။ဟိုအပြစ်ပြောကြတယ်။ဘာသာကြားတွေကမြတ်စွာဘုရားကတခြားချိန်မှာဆိုရင်တောထဲမှာတိတ်တိတ်ဆိတ်ဆိတ်တဘာရဲနေတယ်ဗျာ။တဘာရဲနေတယ်ဗျာ။လူတွေနဲ့ရောရောနှုံနှုံမနေဘူး။တန်ဃာတွေနဲ့လည်းရောရောနှုံနှုံမနေဘူး။ အရင်နဲ့တွေ့ရင်တရားပဲဟောတယ်။စကားတပြောပြောနဲ့အချိန်ဖြုံးတာမရှိဘူး။ဘုန်းကြီးတို့တမန်ပုဂ္ဂိုလ်တွေကတော့တယောက်တည်းနေပြင်းတယ်အခုဆိုရင်ပို့ပြီးတော့ဆိုးတာပေါ့တယ်လီဖုန်းလေးကဆက်သေးတာ။တယောက်တည်းမနေတာတော့တော့အဖို့ရှာခြင်းတာပေါ့။ရသော်ဘုရားကတော့အဲ့လိုမဟုတ်ဘူးတယောက်တည်းနေတာကိုပဲသဘောကျတယ်။ တယောက်ထဲနေပြီးတော့တရားနှလုံးသွင်းတယ်အဲ့တယောက်ထဲနေခြင်းရဲ့အကျိုးကျေးဇူးကဘာတော့ဆိုအသိပညာကျွယ်ဝလာနိုင်တယောက်ထဲပြီးနေပြီးအလုံးလုံးတာအသိပညာကျွယ်ဝစဉ်းစားနိုင်တယ်တွေးခေါ်နိုင်တယ်တယောက်ထဲနေထိုင်ခြင်းအဖြစ်တိတ်ဆိတ်ငြိမ်သက်မှုက ခြေပြုတ်ပြီးတော့ထူခြားတဲ့အသည့်တွေရလာတယ်တယောက်ထဲနေပြီးအိတ်နေတော့မရဘူးနော် တယောက်တော့နေပြီတန်ဖိုးရှိတဲ့အလုပ်လုပ်နေဖို့တော့ရေးကြည့်တာပေါ့အဲ့တော့မြတ်စွာဘုရားကအဲ့လိုသွန်သင်ထားတာသူကိုယ်တိုင်လေးပဲအဲ့လိုတောထဲမှာနေတော့ဘာသာကြားရရပါပြောတော့ဆိုဟာယဟန်ကောရမပညာကတဲ့သူ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 ့ရဲ့ပညာဆိုတာဟာတဲ့ဒီဘာမှမရှိတဲ့တောထဲမှာပျောက်သွားပါပြီတဲ့ဘယ်သူတည်းမှမဆွေးနွေးဘူးပေါ့သူပညာလည်းကတော့တယ်မှာပြောင်း ိစိတ်တဲ့နေရာမှာရောက်ပြီသူပညာဘာမှမလို့သူကလူလူကြတဲ့မွင်ရဲပါဦးနဲ့အဲ့လိုပြောတာမြတ်စွာဘုရားဟုတ်အဲ့ဒါလူကြတဲ့မွင်ရဲဘူးတဲ့အဲ့လိုတော်တဲ့မှာတိတ်တိတ်ဆိတ်ဆိတ်နေတဲ့အကျင့်ကိုအဲ့ဒါလူကြတဲ့မှာစကားမပြောရဲဘူးဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကမြတ်စွာဘုရားအပြစ်ပြောကြတယ်သူကလူကြတဲ့မှာအပေါင်းအရင်တန်တန်နဲ့ပြောမှသူကပညာရှိထင်တာဟိုဟဲ့ ခေကနေခေလည်းဒီတိုင်းပဲနေမှာပဲစော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 နဲ့ပြောတဲ့လူခေါင်းဆောင်တင်ဆန္ဒပြရင်လည်းအဲ့လိုလူကခေါင်းဆောင်တက်လို့ပြီးတော့ဖန်းခါတဲ့ခါသူလစ်သွားချက်တဲ့လူတွေချက်ရစ်တယ်စော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 လှုပ်တဲ့လူကခေါင်းဆောင်မှမဟုတ်တာတောင်းမယူဘူးလေသူကသူပါတောင်းမှမယူဘူးဘာပလန်မှလည်းမရှိဘူးမိုက်ဆွဲပြီးတော့အတန်ဟစ်တာပဲရှိတယ် တကယ်ရေးကြတော့သူဆုံးပြနိုင်တာမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားအဲ့လိုပဲဒါမျိုးမလုပ်ဘူးလူကြားထဲမှာဟောင်းဟောင်းပေါင်းပေါ်မပြောဘူးစော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 မပြောဘူးတန်ခါရေးကြားထဲမှာလည်းမပြောဘူးမြတ်စွာဘုရားတိတ်ဆိတ်ငြိမ်သက်စွာနေတယ်ပြောသင်ပြောလိုက်တာကိုတေချာပြောတယ်တေချာချာ